ားလုံးပဲမင်္ဂလာပါရှင်။အာစင်တုတဆောင်ရတဆောင် channel မှာ ပြန်လည်ကြိုဆိုပါရစေ။ကျွန်မကတော့ခင်ဦးဖြစ်ပါတယ်။ဒီနေ့မှာတော့ယင်တကာဖတ်ပြခဲ့တဲ့ဆရာကြီးပေါ်မော်တီအောင်ရဲ့ပန်းများပွင့်သောညတညဆိုတဲ့ဝတ္ထုလေးကိုအပိုင်း၃အနေနဲ့ဆက်ပြီးတင်ဆက်ပေးသွားကြပါမယ်။ခန်းစားနာဆင်ကြည့်ကြပါအောင်နော်။ဖုံးခက်ချီလေးအလုတ်စကန်များမှာမဟာမြိုင်ရဲတပ်ကြီးတို့ပြန်၍ရောက်ရှိလာသောညက ၎င်း၏ကိုရေးကိုရာကိစ္စများအကြောင်းကိုရောအလုတ်ကံများအကြောင်းကိုပါတောင်တွေးမြောက်တွေးနှင့်တော်တော်ကြီးညှင်းနှက်သည့်အထိအိတ်ဆက်ခြင်းမပြုနိုင်သောမောင်ဒေဝသည် နောက်တနေ့နေတော်တော်ကြီးမြင့်သောမှာအိယာမနိုးလေသည်အိယာမနိုးလျင်၎င်းအပေါ်၌တန်ရုံးစင်ကြီးမားလာသောရဲတိုက်ဆောင်အဖိုးကြီးကအစဉ်သင့်ပြင်ဆင်ထားပြီးသောလက်ဖက်ရည်ကြမ်းစပွဲတွင်ထိုင်ကာငရမ်းကြောက်ဖုံနှင့်လက်ဖက်ရည်ကြမ်းကိုတောက်နေစဉ် အိန်တော်တွင်တောက်တူမရခိုင်းစီရန်ခေါ်ယူငားရန်ထားသောမိန်းကလေးတစ်ယောက်သည်ဘောင်ဒေဝတဲခုနေထိုင်လျက်ရှိသောဥရွှေမုံ၏အိမ်မှုကလေးတို့ရောက်ရှိလာသည်မိန်းကလေးသည်တယောက်တည်းလက်ဖက်ရည်ကျန်းတောက်နေသောမောင်ဒေဝအားအိန်တော်မှအခေါ်ခိုင်းလိုက်သည့်အကြောင်းကိုယူယူတည်တည်အကြောင်းကြားပြောဆိုပြီးနောက်ပြန်၍ထွက်သွားသည်တောက်လက်စားဖြစ်သောလက်ဖက်ရည်ပကံကိုကိုအောင်တောက်လိုက်ပြီးနောက်မောင်ဒေဝသည် အဝိအစားများလဲလဲကရဲရိုက်ကြီးဘက်သို့ထွက်လာစဉ်တထေးမင်းနှင့်လူချင်းတွေ့ရသောအခါတွင် ၎င်းအစီရင်ခံပြောဆိုရမည့်အကြောင်းအရာများကိုစဉ်းစားလာသည်ထို့ရို့စဉ်းစားကရောက်လာ၌ရဲတိုက်ကြီးနှင့်မလံမကန်းတွင်ပန်းမင်များကိုရှည်လောင်းနေသောအိန္ဒိယနိုင်ငံတောင်ပိုင်းသားမာလီကလာသည် မောင်ဒေဝအား၎င်း၏ဖြူဖွေးသော သွားကလေးများကိုပေါ်လွင်အောင်ပြုံးရပြရင်းဆလံပေးနှုတ်ဆက်ခြင်းပြုလေသည်မောင်ဒီဝါသည်မာလီကလာကိုအပြန်အလှန်ပြုံးရေကဆလံပေးခဲ့ပြီးနောက်ရဲတိုက်ကြီးဘက်သို့ရောက်လာသည် ဘယ်တော့ရောက်တဲ့မောင်ဒီဝဟုနှုတ်ဆက်လိုက်သောအတန်ကိုကြားရသဖြင့်ထိုအတန်ရှင်ကို မောင်ဒီဝသည်လှမ်း၍ကြည့်လိုက်ရသည်ဈေးဝယ်ချမ်းရမှာဈေးချနှောင်းကိုဆွဲကပြန်လာသောသမင်းချက်ကြီးဥဖိုးမင်ကိုတွေ့ရသည်ဩဦးလေးမင်ပါလားမင်းညားပဲကျွန်တော်ပြန်ရောက်တယ်တတော်နဲ့ကလေးတွေရောနေထိုင်ကောင်းကြရဲ့နော်မောင်ဒီဝသည်ထမင်းချက်အဖိုးကြီးအားလေးလေးဆဆပြန်လှန်၍နှုတ်ဆက်လိုက်သည်အေးကောင်းပါရဲ့ကွယ် တနည်းညအတောင်မင်းအကြောင်းစကားဆက်မိလို့မင်းတော်ရွာတောင်မောင်တေဝါတယောက်အခုတစ်ခေါက်တောသွားနေတာတော်တော်ကြတယ်ပြန်တော့မလာသေးဘူးလို့ပြောနေသေးတယ်တောဝအလောက်ကန်တွေကတော်တော်ကလေးအရေးကြီးနေလို့ပါကျွန်တော်လည်းနှစ်လနီးနီးလောက်ကြာသွားတယ်ဦးလေးမင်းတောမှာကအေးအေးချမ်းချမ်းပဲမဟုတ်လားတိတ်တော့မအေးလာပါဘူးဗျာအဲ့ဒီအကြောင်းတွေကိုအစီရင်ခံဖို့ကျွန်တော်တတိယကိုလာတွေ့တာပါပဲကြည်ပြောပေါ်မောင်လေးဝရဲ့ ဥပြောဆိုကဥဖိုးမင်းလီရဲတိုက်ကြီးဤမိဖို့ကြောင့်ဘတ်တို့ထွက်သွားလေသည်တထေမင်းဥရွှေနှောင်းနှင့်မတွေ့ရမီမောင်ဒေဝသည်တထေမင်းဤလူယုံတော်ဗန္နာဇိုးဥထုံးဝင်းနှင့်၎င်းဤယုံငန်းတွင်၌ရှေးဥစွာတွေ့ဆုံရလေသည်ဥထုံးဝင်းသည် အသက်50ခန့်အဖိုးကြီးတူဖြစ်သည်ဒေါ်မြကလေးဤမိဘများလက်ထက်မှစ၍၎င်းတို့ဤအလုတ်ကိုင်များကို စောင်းလျှောက်ကြည့်ရှုခြင်းပြုခဲ့သောလူရင်းတယောက်လည်းဖြစ်သဖြင့်တထေးလင်မယားအပေါ်၌တတော်ကလေးလဲဩစာရှိပုံရလေသည်ဗန္နာဆိုးဥထုံးဝင်းသည်မောင်တွေဝကိုကလထိုင်တလုံးတွင်အထိုင်ခိုင်းပြီးနောက်၎င်းများစွာကြိုက်နှစ်သက်သည့်ဘူတာစေပြင်းလေးကိုမိညိကတစုံတရာမှမပြောဆိုသေးဘဲလင်းငါးဖွာမြအာရပါရဖွာနေသည်ထို့ကဲ့သို့ဘူလာတာစေပြင်းလေးကိုစိတ်ကျေနပ်လောက်အောင် အာရပါရဖွာလိုက်ပြီးကမှ ဥရွှေမုံအိမ်မှာပဲတဲတလာမောင်တွေဝဟိုစတင်မင်းမြန်းချင်းပြုလေသည်ဟုတ်ပါရဲ့ဥထုံးဝင်အေးစစ်စစ်နဲ့ရှင်းရှင်းလင်းလင်းနေချင်လို့ပါမောင်တွေဝကဒါပဲပြင်ပြောလိုက်သည်ညကအဲ့လိုတော့ကောင်းရဲ့နော် ကောင်းပါရဲ့ဥထုံးဝင်ကျုပ်လည်းမောင်တွေဝပြန်လာတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးညတော့ငါတထေးမင်းကိုပြောပြမလို့ပဲဒီလိုပြောပြဖို့ကိစ္စအတွက်နဲ့ပတ်သက်ပြီးတထေးကတော်ကြီးကို ပထမတိုင်ပင်ကြည့်တော့တထေးကတော်ကြီးက မနဲ့မှပဲပြောပါလို့အမိန့်ရှိတာနဲ့မပြောရတာပါအဲ့ဒါကိုတော့ဘလို့မှစိတ်မရှိပါနဲ့နော်မောင်တွေဝမော်လမြိုင်သားတယောက်မြသာဖြစ်တော့ဦးထွန်းဝင်းသည်မန္တလေးသားတယောက်ကဲ့လို့စကားပြောဆိုခြင်းပြုနေသည်လေရှည်လာသောဦးထွန်းဝင်း၏စကားကိုပြီးဆုံးအောင်တင်းကြီးခံ၍နားထောင်နေရသောမောင်တွေဝကပြီးရာတွေပြီးပါစေတော့ခမညာတော့ဝါကိစ္စတွေကအင်မတန်အရေးကြီးနေလို့တသေးနဲ့တာကျွန်တော်ခက်မြန်မြန်လေးတွေးပြရစီဟိုမိမိလိုရင်းကိစ္စကိုသာပြောဆိုလိုက်လေသည် တထေးမင်းနဲ့ချက်ချင်းတော့မတွေ့နိုင်လေဘူးထင်တယ်။ဘလို့ကြောင့်မလဲခမညာတော့အလုပ်ကိစ္စတွေကအင်မတန်အရေးကြီးနေပါဗျ။မောင်ဒီဝသည်မျက်စိပြက်မျက်နှာပြက်နှင့်ပြောဆိုခြင်းပြုလေသည်။သူ၏မျက်စိထဲတွင်မရှုမလသေဆုံးသွားရသောအထုတွင်အလုပ်သမားများ၏အလောင်းများယင်ထုငိုကြွေးနေကြသောမှုန်ဆိုးမများနှင့်သားသမီးများကိုယ်တိုင်မြင်နေသည်။တခြားကိစ္စတော့မဟုတ်ပါဘူး။ ဖရောင်မြန်ရဲတိုက်ကစောစောနဲ့မောင်မောင်တိုင်းတို့မောင်နှမကမနဲ့လက်ဖက်ရည်တောက်ဖို့ဖိတ်ကြားထားတာကိုတွားနေကြလို့ပါဘယ်ချိန်လောက်မှပြန်ရောက်မလဲခင်ဗျာမနဲ့6နာရီထိုးလောက်ကတတိသားအဖမြင်းစီပြီးထွက်သွားကြတာပဲလေ9နာရီလောက်တော့ပြန်ရောက်ကောင်းမှရဲ့မောင်ခြေဝါသည်ဥထုံးဝင်းဤစာရေးစပွဲထက်တွင်တင်ထားတော့စပွဲရည်နာရီကိုလှမ်းရင်ကြည့်လိုက်သည်7နာရီထိုးလီပြီထို့ခိုင်မင်းကလေးတယောက်သည်ဥထုံးဝင်းဤယုံကန်အတွင်းသို့ဝင်လာပြီးလျှင် ်ဦးထွန်းဝင်းအားတစုံတရာတီးတိုးပြောဆိုပြီးနောက်ပြန်ထွက်သွားလေသည်။အော်ဒါထက်မောင်လေးဝါကိုပြောရအောင်မယ်။ပြောเสียရှိသောစကားကိုတခါတည်းမပြောလိုက်သေးပဲဦးထွန်းဝင်းသည်အချီနီတန်းကိုပြောဆိုနေပြန်သည်။အမိတ်ရှိပါခမညာ။တတိကရော်ကြီးကမောင်လေးဝါကိုစကားနည်းနည်းလောက်ပြောချင်လို့တဲ့။ဟုတ်ကဲ့တတော်ကိုကျွန်တော်ဘယ်မှာတွားတွေ့ရမလဲဆိုတာကိုဒါအမိတ်ရှိပါ။လာမောင်လေးဝါအချုပ်ကိုယ်တိုင်လိုက်ပို့ပေးပါမယ်။ ဟုပြောဆိုကာဥထုံဝင်းသည်ထိုင်ယာမထလိုက်သဖြင့်မောင်ဒီဝသည်လည်းထိုင်ယာမလိုက်ထလာကာဥထုံဝင်းနောက်မှလိုက်ပါ၍သွားလေသည်ဥထုံဝင်းသည် ရုံကန်ထဲမှထွက်လာခဲ့ပြီးနောက်ကျေဝင်းခန္ဓာလာသောဧကန်ကြီးကိုဖျက်ကာဥထုံဝင်းသည် မောင်ဒီဝအားနက်နက်လက်ဖက်ရည်တောင့်နေသောဒေါမြကလေးရှိရာသမင်းစားခမ်းမကြီးအတွင်သို့ခေါ်ဆောင်သွားလေသည်မောင်ဒီဝနှင့်ဥထုံဝင်းတို့သမင်းစားခမ်းမအတွင်သို့ဝင်ရောက်လာကြသည်ကို ကျဲဥကျော်စားနေရမှာဒေါ်မြကလေးသည်တစ်ချက်များလှမ်းကြည့်လိုက်ပြီးနောက်ဘာမှအမိန်ချမှတ်ခြင်းပြုသေးပဲကော်ဖီကိုတငုံစာမျှတောက်လိုက်လေသည်ထို့နောက်မလန်းမကွမ်းတွင်ရရွေ့ဆောင်နေသော အခိုင်းစိမ်မင်းကလေးအားမျက်စောင်းထိုး၍ကြည့်ကညှိလုတ်เสียရှိတာတော့လှုပ်ချီတော့လေဟူလှမ်း၍အမိန်ပေးလိုက်သည်ဘနာဇိုးဦးထွန်းဝင်းနှင့်မောင်တွေဝါတို့သည်တထင်းကြော်ကြီးနှုတ်ချွေမိန်ဟာမီမိန်ကုန်းကိုငိန်သက်စွာရက်ကနားဆွင့်နေကြသည် ဒေါမြကလေးသည် အစင်းနှင့်မိခင်၍ထားပေးသောပါမုံတစ်ချက်ကိုလှမ်းယူကာဒါတစ်ချောင်းနှင့်ထောဘက်ကိုကော်၍တုပ်နေပြန်သည်ပါမုံတွင်ထောဘက်ကို ခက်ထူထူလေးတုပ်ပြီးကမှရှေ့မှအလုရှိရင်သွားလောက်တော့လေဥထုံးဝင်းဟု၎င်း၏ဗန္နာဇိုးကို ရှေးဥစွာအမိန်ပေးလိုက်သည်ဥထုံးဝင်းသည်ကြုံကောင်းပီတာစွာဘာမှပြန်မပြောတော့ဘဲမောင်ဒေဝကိုထားပစ်ခဲ့ပြီးနောက်ထမင်းစားကန်အတွင်မှပြန်ထွက်သွားလေသည်။ပါမုံတွင်ထောဘက်ထူထူတုပ်ပြီးနောက်ဒေါမြကလေးသည်တကြိုက်ကြိုက်လိုက်သည် မိမိအားချမှတ်ပြောဆိုသည့်မိန်ကွန်းတန်ကိုနားဆွင့်နေရမှတော်မြကလေးစားတောက်နေပုံကိုကြည့်နေသောမောင်တွေဝသည်တထေးကြော်ကြီးအာရပါရစားတောက်နေသောပါမုံထောဘက်တုတ်ကိုပါမုံထောဘက်တုတ်အနေနှင့်မမြင်ချင်းယရနာပုံတတ်ထုတွင်မှအလုတ်သမားတဦး၏အသားကိုလှီးကဇောင်းသူတစ်တော်ကျိုးဝိုင်းမှအလုတ်သမားတဦး၏သွေးဖြင့်တုတ်လင်းစားတောက်နေတကယ်သို့ရာမြင်နေသည်ထို့ကြောင့်သူဒီမျက်နာကိုတခြားတစ်ဖက်သို့လှည့်၍ထားလိုက်လေသည်တော်မြကလေးသည် နောက်ထပ်၍ ကော်ဖီတငုံစာကိုတောက်လိုက်ပြန်လေသည်ထို့နောက်လက်တော့ပွားကိုလှမ်းယူကာပါဇက်ကိုတုပ်ရင်းဒါထက်ညကမင်းပဲချိန်လောက်ကရောက်တလေဟူမောင်တေဝအာမကြည့်ပဲမင်းမြန်လိုက်သည်ခုနှစ်နာရီလောက်ကပဲရောက်လို့ရရောက်ချင်းဦးထွန်းဝင်းကိုကျွန်တော်အကြောင်းကြားပါတယ်တော်တော်မောင်တေဝကရိုရိုတတိပြန်၍ပြောလေသည်ဦးထွန်းဝင်းကိုအကြောင်းကြားပြီးတော့မင်းပမာအိတ်နေတလေတော်မြတ်ကလေးသည်မောင်တေဝအားပလိစစ်တကဲ့သို့ဆစ်ဆေးမင်းမြန်လျက်ရှိလေသည် ဦးလေးမုံတဲထဲမှာပဲကျွန်တော်တဲပါတယ်တော်မင်းတော့ကပြန်လာတိုင်းပြန်လာတိုင်းတိုက်မှာမတဲပဲရဲတိုင်းဆောင်ရွှေမုံတဲမှာတဲတဲ့နေရတော်တော်များနေပြီသုံးလေးဘက်လောက်ရှိပြီထင်ပါတယ်တော်ဘာဖြစ်လို့တိုက်မှာမတဲတာလဲတော်တော်ကပွမွေလင်းလင်းမေးလာလို့ကျွန်တော်ကလည်းခက်ရှင်းရှင်းသာပြောရမယ်ဆိုရင်တော့ကျွန်တော်တိုက်မှာတဲတဲ့နေတာကိုတော်တော်တို့တိတ်မကြိုက်ဘူးထင်လို့ပါပဲမင်းပြောတာမှန်တယ်မင်းနေအောင်မင်းသိတဲ့အတွက်မင်းကို လိမ်မာတဲ့တငယ်တယောက်လို့လဲချီးမွမ်းရမှာပဲကျွန်တော်နေရအောင်ကျွန်တော်ကောင်းကောင်းကြီးတည်ထားတဲ့လူတယောက်ပါတော့ကျွန်တော်အတယောက်အတွက်နဲ့တော့တော်တော်အစိတ်နှောက်ရှက်မဖြစ်စေရပါဘူးခင်ဗျာဒါထက်ခင်တယောက်ညဥပိုင်းကပျောက်သွားတာကိုမင်းပါပြောစရာရှိသလဲမောင်တွေဝါခင်အတွက်ကျွန်တော်မှာတာဝန်ရှိနေသလားဆိုတာကျွန်တော်ကိုယ်တိုင်မသိသေးဘူးတော်တော်နောက်ပြီးတော့ခင်ဟာအသက်ငယ်ရွယ်တဲ့မင်းကလေးတယောက်လည်းမဟုတ်ပါဘူးကောလိပ်ကျောင်းမှာစတင်နေတဲ့ခင်မီပညာတတ်တယောက်ပါခင်ဗျာ ညကခင်မင်းကိုလာမတွေ့ဘူးလို့ညင်းနေတာလားမောင်တွေပါတရော့ကိုတဲ့တဲ့ပြောစမ်းမှာဒီကိစ္စကတော့ခင်ကိုစစ်ဆေးကြည့်ရင်ပိုပြီးကောင်းလိမ့်မယ်လို့ထင်ပါတယ်တော့ကျွန်တော်လည်းတိတ်မဆိုင်လှပါဘူးအေးအေးမင်းကြံပေးတဲ့အတိုင်းတော့သမီးကိုလည်းတော့မင်းကြည့်ရသေးတာပေါ့ကွယ်ဒါပေမဲ့မင်းကိုတရိပ်ပေးချင်တာတခုတော့ရှိသေးတယ်ကွယ်ပေးပါတော့ကျွန်တော်ဟာဥရတော်ရဲ့အရေးကိုခိုးလွန်ပြီးကျေးဇူးကိုလည်းခံစားနေရတဲ့အလုပ်သမားတစ်ယောက်တာဖြစ်ပါတယ် မင်းကရာဒီလိုတည်တဲ့ရင်ကောင်းပါတယ်ကွယ်တပတ်သားရဲ့ကျေးဇူးတရားကိုကျွန်တော်အောက်မေ့တတ်ပါတယ်တော်ကျွန်တော်မှာအမှားယွင်းတစ်ခုခုရှိနေရင်ဥရတော်တို့ကအချိန်မရွေးနေရမရွေးဆုံးမနိုင်ပါတယ်ကျွန်တော်ကလည်းဦးနဲ့တော်တို့ကိုမိဘတွေလိုပဲတဘောထားပါဗျ။တော်တော်သတိပေးချင်တာကတော့တခြားမဟုတ်ပါဘူး။ခင်ကိစ္စပဲ။အမိန်သာရှိပါတော်တော်။ဒီနေ့ចောင်းပြန်ဖွင့်ရင်ခင်ကိုចောင်းကနှုတ်လိုက်တော့မလို့ပဲမောင်တွေဝါ။ဟုတ်ကဲ့တော်တော်။ ကြောက်နှုတ်တာကတော့တခြားကြောက်မဟုတ်ဘူးခင်ကိုတော်တော်တို့အိမ်အောင်ချပေးဖို့စီစဉ်ထားကြလို့ပဲကောင်းပါတယ်တော်တော်မိန်းကလေးတယောက်ဟာအရွယ်ရောက်လာရင်တင့်တော်တယ်လို့အိမ်အောင်ချပေးလိုက်တာဟာလူကြီးမိဘတွေအတွက်စိတ်အချရဆုံးနဲ့စိတ်အေးအေးရဆုံးအလုပ်တစ်ခုပါပဲခမညာမင်းခုလိုပြောလိုက်တဲ့အတွက်ကျေးဇူးတင်ပါတယ်မောင်လေးဝဒါပေမဲ့ခက်နေတာတခုဟာရှိသေးတယ်ကွအမိန့်ရှိပါတော်တော်ခင်ကိုတော်တော်တို့နားချလို့မရသေးတဲ့ကိစ္စပဲ။ ူတို့သမီးလေးတယောက်လင်းပေးစားခြင်းနေတော့ကိစ္စနဲ့ပတ်သက်၍အခက်တွေ့နေသောထိုအမေကြီးကဘာမှမဆိုင်သောမောင်ဒီဝါကိုအဘယ်ကြောင့်ပြောဆိုနေရသနည်းမောင်ဒီဝါသည်ဘာမှပြန်မပြောတတ်သဖြင့်ငြိမ်နေလိုက်သည်လင်းမယူလိုသေးသောမိန်းကလေးတယောက်ကိုမိမိကအဘယ်သို့ကြားဝင်ခြင်းပြုရပါမည်နည်းတတော်တို့လည်းငယ်ရာကကြီးလာကြတာမို့ခင်ဟာမောင်ဒီဝါကိုဘလောက်ခင်မနေတယ်ဆိုတာတတော်တို့နားလေတယ်ကျွန်တော်ကလည်းခင်ကိုညီမကလေးတယောက်လိုပါပဲခင်မမာတယ် ဒီထက်တော့ဘာမှမပိုပါဘူးတော်တော်တို့ယုံကြည်ပါတယ်ဒါကြောင့်မောင်ဒေဝကိုခုလိုတက်တက်ခေါ်ပြီးတိုင်မြင်တာပေါ့ကွယ်ကျွန်တော်ကဘလို့ဆောင်ရွက်ပေးစီခြင်းမှတလဲတော်ပုံမှန်လေးလေးနာပြောပါဗရောင်မြိုင်ကစောစောရဲ့မောင်မောင်မောင်နိုင်နဲ့ခင်ကိုတော်တော်တို့အိမ်အောင်ချပေးခြင်း ਨੇ တင်နာပဲတော်အဲ့ဒါကိုကျွန်တော်ကဘလို့ဆောင်ရွက်ပေးရမှာလဲခင်ဗျာခင်ကမောင်မောင်နိုင်ကိုညှင်းနေတယ်ကွယ်မောင်ဒေဝဒါကတော့ မမောင်နိုင်ညံ့လို့ဖြစ်တော့မပေါ်တော်တော်ရဲ့မမောင်နိုင်ညံ့တာထက်ခင်းကမောင်လေးဘွားကိုခေတ္တနေတာကအထက်အချက်လို့တော်တော်တို့လူကြီးတွေကယူဆနေကြတယ်မောင်ဒီဝါတင်တပင်းကိုခက်လေးလေးချလိုက်လေသည်အဲ့တော့မောင်ဒီဝါကခင်းကိုတပြေးပြေးနားသွင်းပြီးဒီကိစ္စကိုချောချောမောမောဖြစ်သွားအောင်တိုက်တွန်းပေးစေချင်ပါတယ်တော်မြကလေးသည်၎င်းအလိုရှိနေသောအကြောင်းကိုသာဖိစီပြောဆိုခြင်းပြုနေလေသည် ဒီလိုအရေးကိစ္စမျိုးဆိုတာကာယကံရှင်ကိုယ်တိုင်ကတဘောတူမှဖြစ်နိုင်တဲ့ကိစ္စဆိုတာတော်တော်လေးငရာကကြီးလာတာမို့ကျွန်တော်ထပ်ပို့ပြီးသိပါလိမ့်မယ်ဒီကိစ္စဟိုရာဖြစ်မြောက်အောင်မြင်သွားအောင် လုပ်ပေးပါမင်းကိုတော်တော်တို့အခုချိမြင့်ထားတဲ့အချိန်ဤထပ်ပို့ပြီးချိမြင့်မှမယ်လို့ဂရိပေးပါတယ်ဘလို့လဲရင်မောင်တေဝတော်တော်ပြောတာသဘောကျရဲ့မဟုတ်လားကွမောင်တေဝကဒီတပ်ပြင်းကိုခက်လေးလေးချလိုက်ရပြန်လေသည် ထိုတတိကတော်ကြီးသည်သူ့သမီးလင်နေဖို့ကိစ္စကို သူ့ဘာသူမပြောပဲအဘဲကြောင့်မိမိအားယခုကဲရိုအကြက်ကိုင်ကအပြောအဆိုခိုင်းနေရသည်။မင်းကိုတော်တော်တို့ပြစ်မထားပါဘူးကွဲ့မောင်ဒီဝထိုက်တဲ့လောက်တော့မင်းလည်းအကျိုးခံစားစီရမှာပေါ့ကွယ်။တော်မြကလေးသည်မောင်ဒီဝအားဈေးစစ်တကယ်သို့ဆက်လက်ပြောဆိုနေပြန်သည်။မောင်ဒီဝသည်ဗာပြန်ပြောရမည်နီခင်ခင်သည်၎င်းမှာသာ၎င်းစဉ်းစားနိုင်သောအသက်အရွယ်တွင်ဖြစ်လေသည်။ ၎င်း၏ကိစ္စကို၎င်းဖာသာဆုံးဖြတ်လုပ်ကိုင်နိုင်ခွင့်ရှိသောမင်းမပြိုကလေးတယောက်လည်းဖြစ်နေလိမ့်မည်။အဘယ်ကြောင့်မိမိကထိုမင်းကလေး၏ကိုရေးကိုယ်တာကိစ္စကြီးတစ်ခုကိုစွတ်ဖက်ခြင်းပြုရမည်မည်။ခင်ဟာမောင်ဒီဝါတာပြောရင်ဘာမဆိုနားထောင်မဲမင်းကလေးတယောက်ဖြစ်နေတယ်ဆိုတာကိုမင်းဦးကမသိသေးပေမဲ့တော်တော်ကတော့ခက်စစောကလေးကရိပ်မိထားပါတယ်မောင်ဒီဝါရဲ့။အဲ့တော့မင်းလည်းထိုက်တဲ့လောက်ကြီးဝါကောင်းစားရအောင် နောက်ပြီးတော့ ခင်လဲတင့်တင့်တဲနဲ့ဂုံရှိရှိနေနိုင်အောင်မင်းကအနစ်နာခံပြီးဒီကိစ္စအတွက်အเจ้าဝင်ဆောင်ရွက်ပေးစီခြင်းနဲ့မောင်ဒီဝါရဲ့။ဤကဲ့သို့တထေးကတော်ကြီးကပို့မွင့်လင်းလင်းထုတ်ဖို့ပြောဆိုလိုက်သောအခါမောင်ဒီဝါသည်များစွာစိတ်လှုပ်ရှားရသွားလေသည်။ထို့ပွားကြီးသည်မိမိတို့လူငယ်များကိုမတင်ငါယုံမျှသာမတင်ငါနေသည်မဟုတ်ဘဲအတွင်းရင်းများအလုံးကိုပါသိရှိနေလေပြီလော။မောင်ဒီဝါသည်မစင်စားတတ်အောင်ဖြစ်ကသက်ပြင်းကိုချလိုက်မိပြန်သည်။ထိုင်စမအောင်မောင်ဒီဝါရဲ့ တော်တော်လေးမင်းကိုအထိုင်ခိုင်းမှုမိနေလိုက်တာကွယ်ဝင်လာကလေးကမတ်တက်အရက်ခိုင်းထားခဲ့သောတတိကတော်ကြီးကယခုမှပင်အထိုင်ခိုင်းလေတော်သည်တို့ရာတွင်မောင်တေဝကနေဝစီတော်ဟူပြန်၍ညင်းဆန်လိုက်လေသည်ခိုင်စမ်းမအောင်ကွယ်မောင်တေဝရဲ့ကော်ဖီလဲတောက်စမ်းမအောင်ကွယ်ဟူပြောဆိုကတော်များလေသည်ကော်ဖီတပကံကိုဝါငှဲ့ပေးလျက်ရှိသောကြောင့်မောင်တေဝသည်မိမိနှင့်မဆိုင်၍မထိုင်ကျင်တော်လဲမတတ်မတာနှင့်ပင်ထိုင်လိုက်ရလေသည် တော်မြကလေးသည်ကော်ဖီကိုငှဲ့ပေးပြီးနောက်ပမုံတစ်ချက်ကိုလှမ်းယူကာထောပတ်တုပ်ပေးပြီးနောက်စားပါအောင်ကွယ်မောင်ဒီဝါရဲ့ဟုဆို့အတင်းလှမ်း၍ပေးနေပြန်လေသည်တော်မြကလေးကလှမ်း၍ပေးနေသောပမုံထောပတ်တုပ်ကိုမောင်ဒီဝါသည်တော်တော်နဲ့လှမ်း၍မယူဝင်ချေသူဒီပမုံထောပတ်တုပ်ကိုပမုံထောပတ်တုပ်ကဲ့သို့မြင်နိုင်သူတယောက်ကမဟုတ်ချေအလုတ်သမားများဤအသွေးများအသားများအဖြစ်နာမြင်နေသူဖြစ်လေသည်စားစမ်းမှာကွယ်မောင်ဒီဝါရဲ့ ုတော်မြကလေးကနောက်ထပ်၍လှမ်းပေးကနေပြန်တော့အခါတွင်လှမ်းမယူ၍လည်းမဖြစ်တော့တဖြင့်သူသည်ကတုံကရင်နှင့်လှမ်း၍ယူလိုက်ရသည်တို့ရာတွင်သူ့လက်ထဲသို့ပေါမုံထောဘက်သို့ရောက်ရှိနေတဲ့ခဏတွင်လက်ထဲ၌ကြကြမနေနိုင်တကဲသို့ကြမ်းမြင့်ပေါ်သို့လွတ်ကျ၍သွားလေသည်ထို့ကြောင့်မောင်သေးဝသည်မျက်စိပြက်မျက်နှာပြက်ဖြစ်ကထိုင်နေရမှရုတ်တရက်ထားလိုက်လေသည်ဘာဖြစ်တယ်လဲမောင်သေးဝထိုင်လေကျွန်တော်မထိုင်ပြန်စင်နေတော့တော်တော်ကျွန်တော်ကိုယ်တော်ခွင့်ပြုပါ မောင်တွေဝသည်တောမြတ်ကလေး၏မျက်နာကိုမကြည့်ရဲတကယ်သူမျက်နာကိုတစ်ဖက်သို့လွှဲကာညှဉ်းဆန်ပြောဆိုခြင်းပြုလိုက်လေသည်။ဒါဖြင့်တတော်ပြောတဲ့ကိစ္စကို မောင်တွေဝတာဝန်ယူမယ်မဟုတ်လား။တတိကရော်သည်၎င်း၏လူရင်းကိစ္စကိုလှမ်း၍မေးလေသည်။ခင်အတွက်တော့ကျွန်တော်ဘယ်လိုလုပ်ပြီးတာဝန်ယူလို့ဖြစ်ပါမလဲတော်။ဒါပေမဲ့ကျွန်တော်ကိုယ်ကိုကျွန်တော်နားလေလို့ကျွန်တော်ဘက်ကတာဝန်ကိုတော့ကျွန်တော်ရဲရဲကြီးယူပါရယ်။ဟုတ်တာပြောဆိုပြီးနောက် မောင်တွေဝသည်ရဲတိုက်ကြီးအတွင်မှအလံတကြားပြေးထွက်လာခဲ့သည်ခိတဲ့ပရာတကယ်ဆိုတော့ထိုမင်းကလေးသည်ငွေစွန်းကရွေးမွေးဖွားလာခဲ့သောတငယ်မတယောက်တာဖြစ်လေသည်မောင်တွေဝ၏ဘဝနှင့်တော်မူကစန့်ကျင်ဘက်ပင်ဖြစ်လေသည်မောင်တွေဝ၏ဖခင်သည်ထိုမင်းကလေး၏ဖခင်ကိုကျေးဇူးပြုဆောင်ရှောက်ခဲ့သူဖြစ်ယုံများသာမကယခုကဲ့သို့ချမ်းသာကြွယ်ဝလာအောင်စတင်ပြုစုပြုထောင်ပေးခဲ့သူလည်းဖြစ်သည်ယခုအခါတွင် တနေ့နဲ့နဲ့လျင်အမျက်ငွေတသိန်းခွဲကမ်းများအမှန်မှန်ကြီးရရှိနေသောရတနာဘုံတထုတွင်ကိုဟိုရှေးရခင်ကနှစ်ယောက်အတူရှာဖွေတွေ့ရှိခဲ့ကြတော့လေဥကန်ထူဒီဘာအကျိုးမှမခံစားသွားခဲ့ရကြည်ဥရွှေနှောင်းဒီသာလျင်ထိုတတ်သူတွင်ကိုအကြောင်းပြု၍ချမ်းသာကြွယ်ဝလာခဲ့ပေသည်ထိုကမှတဆင်မော်လမြိုင်မှတထေသမီးတော်မြကလေးနှင့်အကြောင်းဆက်ကယခုကဲ့သို့တိုးတက်ချမ်းသာလာခြင်းလည်းဖြစ်လေသည် ထို့အကြောင်းအရာများကိုရဲတိုင်းဆောင်ဥွှေမုံသည်အစကမသိရှိကြ။တချိန်ကတထေးဥွှေနောင်နှင့်အတူရတနာဘုံတတ်ထူတွင်သို့လိုက်ပါသွားရမှာမောင်ရွှေနောင်နှင့်မောင်သေးဝါဤဖခင်ဥကန်ထူတို့၏အကြောင်းများကိုကောင်းစွာသိရှိထားတော့တတ်ထူတွင်အလုသမားကြီးတို့ကအကြောင်းဆုံးပြောပြလိုက်၍ထိုကဲ့သို့အတွင်ကြကြသိရှိလာခဲ့ခြင်းပင်ဖြစ်လေသည်ထိုအချိန်ကမောင်သေးဝါသည်မဟာမြတ်ရဲတိုက်ကြီးသို့မရောက်ရှိလာသေးတော့လေ ဥကန်ထူးတွင်မောင်ဒီဝအမည်ရှိသောတားကလေးတစ်ယောက်ရှိသည့်အကြောင်းကိုမူကားထိုတတ်ထုတွင် အလုတ်တမကြီးမှတဆင်ဥရွှေမုံသည်တရှိခဲ့ရသည်တို့ရာတွင်ထိုအကြောင်းအရာများသည်ရှေးဟောင်းပုံမြင်လေးတစ်ခုလိုရာဖြစ်နေသဖြင့်ဥရွှေမုံသည်ရှေးဟောင်းပုံမြင်လေးတစ်ခုလိုဟာထပ်ပို့၍စိတ်ဝင်စားခဲ့ခြင်းမရှိကြစိတ်ဝင်စားကြရအကြောင်းလည်းမရှိခဲ့ပါတို့ရာတွင်လွန်ခဲ့သောခုနှစ်နှစ်ကြာခန့်လောက်ကအဆိုပါဥကန်ထူဤသားမောင်ဒီဝဆိုသောတငယ်လေးတစ်ယောက်သည် မမျောလင့်ပဲမထင်မဲ့ပဲမဟာမြိုင်ရဲတိုက်ကြီးတို့ဘျုံခနဲ့ရောက်ရှိလာခဲ့သည်မဟာမြိုင်ရဲတိုက်ကြီးတို့မောင်ဒီဝါရောက်ရှိလာသောနေ့နှင့်အကြောင်းအရာများကိုရဲတိုက်ဆောင်အဖိုးကြီးသည်ကောင်းစွာမှတ်မိလျက်ရှိလေသည်ထိုရသည်သည်အုတ်အောင်းငှက်တွင်မြည်သောရာသီဖြစ်၍လေကျန်းသဖြင့်တည့်ရွက်ဟောင်းများကျွေလွင့်သောနေ့တနေ့လည်းဖြစ်လေသည်ထိုနေ့ကဥရွှေမုံသည်ကြောင်းမှနေအိမ်သို့ပြန်ရောက်ခါစားဖြစ်သောခင်ခင်အား ရဲတိုက်ဝင်းအတွင်ရှိပန်းမင်များကိုလိုက်လံပြသလျက်ရှိလေသည်ထိုအချိန်ကခင်ခင်သည်အသက်14နှစ်သက်သာ15နှစ်ခန့်အပြိုပေါ်ဝင်ကားစားအရွယ်ဖြစ်သည်ရင်းတို့တသိသမီအား၎င်းတို့ရဲတိုက်ဝင်းအတွင်၌စိုက်ပျိုးထားသောပန်းမင်များကို လိုက်လံပြသနေရကဲမဟာမြန်ရဲတိုက်ဝင်းအတွင်သို့ဝင်ရောက်ချင်းပြုရန်အားထုတ်နေသော မောင်လေးဝါနှင့်၎င်းအားဝိုင်းဝန်းတားဆီးနေကြသောရဲတိုက်ဆောင်ကင်းသားများစကားများနေကြသည်ကိုလှမ်း၍တွေ့မြင်လာရသည် ထိုစဉ်ကမောင်တီဝါသည်16နှစ်သားခန့်အရွယ်လူငယ်လေးတဦးဖြစ်လျက်လွယ်အိမ်ဟောင်းလေးတစ်လုံးကိုလွယ်ကာအယောင်အဆင်းမရှိသောအဝိစာများကိုသာဝစ်စင်ထားရသည်တို့ရာတွင်မူရင်တန့်ပြန့်သော၎င်း၏ရုပ်တွင်နှင့်ထွားကြိုင်းတမာလာသောကိုလုံးကိုပေါတို့ကိုမူကပေါ်ပေါ်ဆဆနှင့်ညင်းဆန်၍ကမဖြစ်ချေသူ့ကိုတွေ့ရင်တွေ့ခြင်းအတိမတ်ပြုရသောအင်္ကာရုပ်ကို ထိုတငယ်၌တွေ့နေရပေသည်မဟာမြန်ရဲတိုက်ဝင်းတကားပေါင်းမှအတင်းဝင်ရန်အားထုတ်နေသော ထိုတငယ်အားရဲတိုင်းဆောင်တပ်သား၃ဦးတို့သည်အတင်းအာဓမတွန်းထုတ်နေကြသည်တို့ရာတွင်ထိုတငယ်သည်နောက်ဆုံးချင်းကမပြုတ်ချေစို့အတင်းဝင်ရောက်ခြင်းပြည်ဝံကိုရာတသက်မဲမဲအာထုတ်နေပေသည်ဟဲ့ကောင်လေးမင်းကိုပလိမ့်လက်အပ်လိုက်ရမလားကွာကင်းတဲ့ဤတက်မင်းလောက်သူကထိုတငယ်အားပလိမ့်နှင်း၆လညံဆက်သက်ကြည့်လေသည်ဥွှေနှောင်းကိုရာတွေ့ခွင့်ပေးကြပါဗျာတွေ့ပြီးရင်ခမည်းတော်လှုပ်ချင်တယ်လို့လှုပ်နိုင်ပါတယ် မောင်ထေဝသည်ကြောက်လန့်ခြင်းအလင်းမရှိဘဲ၎င်းလိုရှိသောကိစ္စကိုရာအကြောက်အကံပြောဆိုနေပေသည်လူတိုင်းလူလူကယွံ့ကြောက်နေကြသောပလိမ့်နှင့်ချောင်းလန့်သည်ကိုပင်ကြောက်ရွံ့ရမှန်းမသိနိုင်လောက်အောင်ဆွေးနှပဲကြီးလာသောထိုတငယ်ကိုကင်းနေမင်းသည်ပင်အံ့ဩကဲ့သို့ဖြစ်နေသည်နောက်ထပ်၍ဘာပြောရမှန်းလည်းမသိလောက်အောင်ဖြစ်နေပုံရသည်ရဲတိုင်ဝင်တကားနှင့်မလန်မကန့်ရှိသကဝါပင် အောက်တွင် ရှက်နေကြရမှာ ဥရွှေမုံသည်ဇကဝါပန်းများ၎င်းအတွက်ခူပေးရန်ပြောဆိုပူဇော်နေသောခင်ခင်၏စကားကိုအေးမထားနိုင်သေးပဲဝင်းတကားဝဘတ်သို့လှမ်း၍ကြည့်မိသည်အဘယ်ကဲ့သို့မှပြောဆိုရမရသဖြင့်ဇွတ်အတင်တိုးဝှေ့ဝင်ရောက်ရန်အားထုတ်နေပြန်သောထိုတငယ်ကိုအံ့အံ့ဩဩကြည့်ရှုနေမိပြီးမှအကြောင်းကိုသိလို့သဖြင့်ရဲတိုက်ဝင်းတကားဘတ်သို့အပြေးကလေးထွက်လာမိသည်ထိုကဲ့သို့ဥရွှေမုံက၎င်းအခုခိုင်းနေသောဇကဝါပန်းများကိုခုပေးခြင်းမပြုသေးပဲ ဝင်းတကားဘက်တို့ထွက်သွားသဖြင့်ခင်ခင်နီစိတ်ကောက်ကစကဝါဘီရင်တွင်ဖင်ထိုင်ချလိုက်လေသည်ထို့နောက်၎င်းဖာတာတိရောက်ထဲစိတ်လုံးနေလေသည်မဖြစ်နေကြရလဲဟိဟူဥွှေမုံကမေးလိုက်တော့မှဝင်းတကားဝတွင်လှုံလို့ရွရွဖြစ်နေကြတော့လူအုပ်တီညင်ရွသွားလေသည်ထို့ကဲ့သို့ညင်သက်သွားမှဘယံကောင်ကလေးမှလည်းမသိဘူးဗျဝင်းတကားကိုအတင်းဝင်ဖို့လုပ်နေတယ် ခုကင်းတက်မင်းက၎င်း၏လက်ထဲမှတနက်ကြီးကိုကင်းသက်တာတရားအားလှမ်း၍ပြရင်ပြန်ပြောလေသည်နေကြစမ်းမအောင်ကွာငါမေးစမ်းကြည့်ပါဦးမယ်ခုပြောဆိုပြီးနောက်ဦးရွှေမုံသည်ထုံပေပေနှင့်ရက်နေတော့တငယ်အနီးတို့ရှောက်သွားသည်ကင်းသက်သားများနှင့်မတူပဲတစ်ဖက်သားကိုကျင်နာတတ်ပုံရတော့ဦးရွှေမုံအားလူရွယ်သည်အကဲခဲကြည့်ရှုနေသည်၎င်း၏မျက်နှာထားကိုလည်းလျှော့မှန်းမသိလျှော့ထားလိုက်သည်ဘ누구ကိုတွေ့ချင်လို့လဲတငယ်ရဲ့ဦးရွှေမုံကလေးလေးအေးအေးနှင့်မေးမြန်းလိုက်သည် တတိယဥရွှေနှံကိုတွေ့ကျင်လို့ပါဦးလေးရဲ့အဲ့ဒါကျွန်တော်ကိုတွေ့ခင်မပေးနိုင်ဘူးဆိုပြီးတားထကြတယ်လူရွယ်ကလည်းအေးအေးဆေးဆေးပြန်၍ပြောဆိုခြင်းပြုလေသည်တတိယမင်းနဲ့တွေ့ရအောင် မောင်ရင်ကဘဲရလဲဘာကိစ္စရှိလို့လဲကွယ်ကျွန်တော်ကဘကူရပါဦးလေးတွေ့ဖို့ကိစ္စကတော့အထွေထူးရှိလာလို့မဟုတ်ပါဘူးကျွန်တော်အဖေဥကန်ထူရဲ့မိတ်ဆွေမို့အကူအညီအထောက်အပံ့ကလေးပြောဆိုကြည့်ခြင်းလို့ပါမောင်ရင်အဖေဥကန်ထူဆိုတာကရောအခုဘယ်မှာလဲ အဖေကတော့ထုတ်ဝဲဘက်မှာတထုရင်းရှာရင်ဆုံးသွားတာတော်တော်ကလေးကြာပါပြီ။ဒါပေမဲ့တလောအမအဖေနဲ့အရင်တထုရင်းအတူတူလောက်ကင်မှုကြတဲ့မိတ်ဆွေတယောက်ဘကို့ကိုယောက်လာလို့သူကအကျိုးအကြောင်းပြောလိုက်တာနဲ့ကျွန်တော်အခုလိုလာခဲ့ရတာပါ။哦မောင်ရင်ကဥက္ကန်ထုရဲ့သားကိုဒါထက်မောင်ရင်နာမည်ကဘလို့ခေါ်တယ်လဲကွမောင်ဒီဝါလို့ခေါ်ပါရယ်ခမရဲတိုက်ဆောင်ဥွှေမုံဒီသစုံတရားကိုပြန်လဲစဉ်းစားမိတဲ့ကဲတော့ဥကောင်းကိုညှိနေသည် ထို့နောက်မှာကင်းတက်မင်းကိုတစုံတရာတီတူပြောဆိုကာမောင်ဒီဝါကို၎င်းကိုယ်တိုင်ရဲတိုက်ဝင်းအတွင်းတို့ခေါ်ဆောင်ခြင်းပြုလေသည်ညင်းတို့မောင်ဒီဝါကိုခေါ်ဆောင်လာသောအခါဥရွှေမုံသည်ခက်ဆော့ဆော့ကသကဝါပင်အောက်တွင်ခြံထားပစ်ခဲ့သောတထေသမီးကိုမေ့လျော့နေလေသည်မောင်ဒီဝါနှင့်နှစ်ယောက်သားအတူတူလမ်းလျှောက်လာကြ၍စကားဝါပင်အနည်းသို့ရောက်သောအခါမှာထိုပန်းပင်ရင်တွင်ဖိနှိုင်ချကစိတ်လုံနေသောတငင်မကိုလှမ်း၍မြင်လေသည်ထို့ကြောင့် နကလေးနေလိုက်အောင်နော်ဦးလေးမုံဒီဧည့်သည်ကိုခင်းတို့ဖေဖေစီကိုတော့ပို့ပေးလိုက်အောင်မယ်ဟူချော့မော့ပြောဆိုခြင်းပြုလိုက်ရသည်တို့ရရင်မိဝနှပါစလုံးတို့ကတဖူးဝုံမှုကအလွန်တရာအလိုလိုက်အေးပေးခြင်းခံနေရသော ထိုမင်းကလေးကိုမူကထိုကဲ့သို့ချော့မော့ပြောဆိုရုံနဲ့မရကြည်မနေဘူးခင်းကိုပန်းရင်ခူးပေးရမယ်ခင်းခင်းသည်ကလေးတငယ်မကလေးတယောက်ကဲ့သို့အော်ဟစ်ပြောဆိုလေသည် ခင်ခင်အကြောင်းနှင့်စိတ်နေစိတ်ထားကိုကောင်းစွာနားလည်သိရှိထားသောဥရွှေမုံသည်ထိုမင်းကလေးကိစ္စကိုပြပြအောင်ဆောင်ရွက်ရန်မောင်ဒီဝအားခိတ္တထားခဲ့ပေးလျင်သကဝါပင်ရင်တို့ပြန်လည်လာခဲ့ရလေသည်သူရရင်သကဝါပင်ကြီးကတော်တော်ကလေးလုံးပတ်ကြီးကမြင့်ကလည်းမြင့်သဖြင့်ရုတ်တရက်တက်၍မရပဲရှော့၍ရှော့၍ကြလေသည်တစ်ပင်ကိုတက်၍မရပဲရှော့၍ရှော့၍သာပြန်ကြနေသောအဖိုးကြီးကိုခင်ခင်သည်များစွာသဘောကျခြင်းနဲ့လာသဖြင့်ရေမောကြည့်ရှုနေလေသည် ဥရွှေမုံသည်ပွန့်ပဲ့ကချွေးများပင်ဆုတ်ထွက်စားပြုနေသော၎င်း၏လက်များချီများကိုကြည့်ရင်သကဘာပင်ပေါ်သို့နောက်ထပ်၍တက်ရမည့်အရေးကိုကြောက်ညွန့်နေပုံရလေသည် ထိုအချိန်တွင်လျင်မြန်ဖြက်လက်သောမောင်ဒီဝါသည်သကဘာပင်ထက်တိုပေါ့ပါစွာတက်တာပြီးနောက်တထေသမီးရလိုချင်လာပါသည်ဆိုတော့သကဘာပန်းများကိုခု၍အောက်သို့ပစ်ချပေးလေသည် ခင်ခင်သည်သကဘာပန်းများကို အာရဝန်တာလိုက်လံကောက်ယူလျက်ရှိလေသည် ထို့ကဲ့သို့တယောက်နဲ့တယောက်ဆရွေတွေ့ရရင်တွေ့ရခြင်းသကဝါပန်းများတက်ခုပေးသည်ကိုအစာပြု၍မောင်သေးဝါနှင့်ခင်ခင်တို့သည်ခင်မင်းရင်းနှီး၍သွားလေသည်တို့ရာတွင်မောင်သေးဝါနှင့်ခင်ခင်တို့သည်ကြာရှည်သဖြင့်အတူတကွာရင်းရင်းနှီးနှီးနေထိုင်ခွင့်ကိုကမရခဲ့ခြင်းမောင်သေးဝါကဲ့သို့အခြေအနေမရှိတော့တငယ်တယောက်ကိုတထေးကတော်တော်များကလေးကအိမ်တွင်မထားလို့သဖြင့်ဥရွှေနှောင်းသည်မယားရေးဆန္ဒကိုမကျော်လွှားနိုင်သည့်အလျောက်ယန္တနာဘုံတတုတွင်သို့လာကစားအလုံးနှင့်ဆေးလွတ်လိုက်လေသည် ထိုကဲ့သို့မောင်ဒီဝါကိုရက်ဝေးသို့ဆေးလွှတ်၍ထားတော်လဲခင်ခင်သည် ထိုတငယ်အပေါ်၌ခင်မမှုမလျော့ပါကြေ။နေများမှာမဟာမြိုင်တို့မောင်ဒီဝါခိတသဖြုတ်ရောက်ရှိလာသောအခါတိုင်းခင်ခင်သည်ထိုတငယ်နှင့်ရင်းရင်းနှီးနှီးရွရွနှောနှောနေထိုင်ပြုတတ်လေရှိသည်။ထိုကဲ့သို့နေထိုင်ခြင်းကိုခင်ခင်မိခင်ကအနှဲငယ်များမကြိုက်ချေ။သမီးလို့သူကိုချော့မော့ပြောဆို၍မောင်ဒီဝါကိုမူကားစုပူပြောဆိုခြင်းပြုတတ်လေသည်။ ဤကဲ့သို့စုဘူးပြောဆိုခြင်းပြုပန်များလာသောအခါမောင်ဒီဝသည်မိမိဘဝကိုကောင်းစွာနားလည်ထားတော်တငယ်တယောက်ပြီးပြီးခင်ခင်ကို အတက်နိုင်ဆုံးရှောင်ကွင်းခြင်းပြုလေရှိသည်တို့ရာတွင်ခင်ခင်သည်မောင်ဒီဝကိုရာခင်မင်းတွေ့တာနေသည့်အလျောက်မောင်ဒီဝကိုအတင်းလာ၍ကတ်နေသည်သည်၎င်းအားအတက်နိုင်ဆုံးရှောင်ကွင်းထွက်ပြေးလေးရှိသောမောင်ဒီဝါကို ထိုကဲ့သို့ပြုမှုဆက်ဆံရကောင်းလားဟုသောအနေနှင့်စူပူပြောဆိုခြင်းပြုလေးရှိသည် ထို့ကဲ့သို့မိမိမျက်စိအောက်တွင်တစတဲ့တစအကြည့်ပြင်း၍လာကြသောမောင်လေးဝါနှင့်ခင်ခင်တို့၏အဖြစ်အပျက်အကြောင်းအရာများကို ပြန်လည်စဉ်းစားရင်ရဲတိုက်ဆောင်အဖိုးကြီးသည်တပ်ပြင်းကိုချလိုက်မိသည်။ထို့နောက်ဥကောင်းကိုလည်းတဖြည်းဖြည်းခါရမ်းနေသည်။ဇက်တော်၌လာသောကိုဒါသနှင့်မေဗရာတို့၏အဖြစ်အပျက်များသည်လွမ်းဆုတ်ကြည်ကွဲစရာ ကောင်းလာပါပြီတကယ်သို့ထိုတငယ်နှင့်တငယ်မတို့၏အဖြစ်အပျက်များသည်လည်းအလားတူပင်ဖြစ်နေလိမ့်မည်လော။ ဟုတ်ကဲ့ပါရှင်ဆရာကြီးဘမော်တရားရဲ့ပန်းများပွင့်သောညတညဆိုတဲ့ဝတ္ထုလေးကိုဒီနားလေးမှာခဏလောက်ရှင်းနာခွင့်ပြုပါနော်နောက်ထပ်တစ်ပိုင်းမှာပြန်တွေ့ကြမယ်ရှင်နားစင်အားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်နောက်ထပ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဝတ္ထုတွေပညာပေးသုတရတ္တဆောင်းပါးတွေထူးခြားစမ်းကြယ်ပြည့်စုံဝတ္ထုတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ကျမတို့ channel လေးကို like and subscribe လုပ်ပြီးအားပေးကြပါအောင်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင်